အဘွားကတကယ်ပဲအသက်ရာကျော်ရှိတယ်လို့ထင်ပါသလားကျွန်တော်တို့ရွာမှာကြောက်စရာဖြစ်ရကြီးတခုရှိပါတယ်အိမ်ထဲကတက်ကြီးရွယ်ဦးတွေကအသက်တရာကျော်သွားတာနဲ့မကောင်းဆိုးအဖြစ်ပြောင်းလဲသွားတာပါကိုယ့်ရဲ့သားသမီးကိုစားသုံးပြီးအသက်ဆက်ရှင်နေကြတာဖြစ်ပါတယ်ဒါကိုကာကွယ်ဖို့အတွက်ရွာထဲကသားသမီးကတက်ကြီးရွယ်ဦးတွေကိုမဖြစ်မနေရေးတဲ့ပြစ်ချရပါတယ်မီးရှို့ကြရပါတယ်အသက်တရာပြဖို့နှစ်နာရီပဲလိုတော့တဲ့အဖွာလဲမှာတော့အခုသူ့ကိုရေးတဲ့ပြစ်ချလဲမမီတော့ဘူးညတက်ကောင်၁၂နာရီကျော်ရင်ငါတို့ကသူ့အစာဖြစ်သွားလိမ့်မယ် ဘယ်သူမှအသက်ရှင်နိုင်မှာမဟုတ်ဘူး။ဦးလေးကတော့အဲဒီစကားကိုစန့်ကျင်ပြီးအဖွားဘက်ကကာဝယ်ပြောပါတယ်။ရှောက်ပြောနေတယ်။ငါတို့အရွယ်ရောက်လာတဲ့အထိအမေကကြွေးမွေးဆောက်ရှောက်ခဲ့တာ။မင်းကသူကိုဒီလိုနီးနဲ့ကျေးဇူးဆက်မလို့လား။ဟုတ်တယ်။ဒါတွေအားလုံးကယုံနှန်းစကားတွေပဲ။ဘယ်သူမှလက်တွေ့မကြုံဘူးကြဘူး။အဖေလည်းဘာမှမပြောတော့ဘူး။ဒါပေမဲ့အဲ့ဓာတွေကယုံနှန်းစကားမဟုတ်မဲကျွန်တော်သိပါတယ်။အရင်ကကျွန်တော်တို့အိမ်သားမှာအဘိုးကြီးတယောက်ရဲ့ညီကိုမောင်နှမတွေနေထိုင်နေ။အဘိုးကြီးအသက်တရာပြည့်တဲ့အချိန်မှာရွာတွေက တာဝဆရာကြီးဟာအဘိုးကြီးရဲ့ညီကိုမောင်နှမတွေကိုအဘိုးကြီးကိုကြောက်ကမ်းမဘောကပြစ်ချဖို့အကြံပေးပါတယ်။သူတို့ကဒီကောလာဟာလာတွေကိုယုံမိမယ်။ကိုဖေကိုတော့ဘယ်သူမှမတက်ရကြဘူး။ရှာလန်အနေနဲ့ကတော့နောက်ဆုံးနေမှာသူတို့အကုန်စားခံလဲရပြီးအယိုးကြောက်တွေဖြစ်ကုန်ကြတယ်။အဘိုးကြီးကိုလည်းရှာမတွေ့တော့ဘူး။တားလေအမေကိုမတက်ပါနဲ့။အမေကမကောင်းဆိုးအဖြစ်ပြောင်းလဲသွားမှာမဟုတ်ပါဘူး။တားကိုလည်းမစားပါဘူး။အဘွားရဲ့မျက်ရည်တွေကအဖေးစိတ်ကိုပျော့ပြောင်းသွားစေတယ်။ကောင်းပါပြီ။ဒါပေမဲ့ဒီနေ့ညဘယ်သူမှမအိတ်ကြပါနဲ့။၁၂နှစ်မရောမချင်းစောက်ကြမယ်။ တကယ်လို့အမေကမကောင်းဆိုးဝါးဖြစ်သွားခဲ့မယ်ဆိုရင်အမုန်းခံပြီးတော့ငါ့မိကိုတက်ရလိမ့်မယ်တကယ်လို့အမေကပြောင်းမသွားဘူးဆိုရင်ငါအတွေးလွန်သွားလို့ပဲဖြစ်မှာပါအမေနဲ့ဦးလေးကလည်းဒါကိုသဘောတူကြတယ်အဖေဘာလို့ဒီလိုသတိထားနေရတာလဲကျွန်တော်နားလဲပါတယ်အမေကကျွန်တော်ကိုပြောဘူးတယ်ကျွန်တော်မွေးခင်တုန်းကကျွန်တော်မှအမတယောက်ရှိတယ်အမအသက်16နှစ်မှာရုတ်တရက်ပျောက်သွားခဲ့ပါတယ်အဖေကဝန်နေခဲ့ရတယ်ဒါကြောင့်ကျွန်တော်မွေးလာတဲ့အချိန်မှာကျွန်တော်ကိုလုံးဝအမမခံဘူး အချိန်ကတဖြည်းဖြည်းကုန်သွားတယ်။7:59မိနစ်မှာအဖွားကရုတ်တရက်ချောင်းဆူလာတယ်။ခန္ဓာကိုယ်ကအဆက်မပြတ်တုန်လာတယ်။အဖေကရေကိုချက်ချင်းခေါ်ပြီးအားလုံးနောက်ဆုံးကြအဖေကဒါနဲ့မိစားကိုမြောက်လိုက်ပြီးအဖွားရဲ့လှူရှာမှုတိုင်းကိုသိချကြည့်နေပါတယ်။အချိန်မရွေးအဖွားကိုတပ်ဖို့ပြင်ဆင်ထားတယ်၁၂နာရီမှာခေါလောင်းမြည်လာပါတယ်အဖွားချောင်းဆိုးတာလည်းရပ်သွားပြီးပုံမှန်ပြဖြစ်သွားတယ်အမေဘာမှမဖြစ်ပါဘူးရင်မအောင်ရုံမှာမကြောက်ပါနဲ့ဘလို့လဲ၁၂နာရီကျော်သွားပြီးအမေကမကောင်းဆိုးအားဖြစ်သွားလို့လားအင်းငါအတွေးလွန်သွားတာနေမှာပါ အမေဒီနေ့ကအမေရဲ့အသက်တရာပြည့်ဆိုတော့အမေပါစားခြင်းလေတမီးလုပ်ပေးမယ်။ကျက်စွပြုတ်လေးတစ်ပကံလောက်ဆိုရပါပြီ။ဒါပေမဲ့ဦးလေးအိမ်နဲ့ကျွန်တော်တို့အိမ်မှာကြက်မရှိပါဘူး။ဒါကြောင့်အဖွားကိုထားခဲ့ပြီးကျွန်တော်တို့တအိမ်လုံးကြက်ဖမ်းဖို့တောင်းပန်တတ်ခဲ့ရပါတယ်။ဒီလိုနဲ့ကျွန်တော်တို့ရဲ့ channel ကထွက်လာခဲ့ပါတယ်။ကျွန်တော်နောက်လဲကြည့်လိုက်တဲ့အချိန် brain ပေါက်မှအရေးတစ်ခုတွေ့လိုက်ရတယ်။အဲ့ဒီအရေးကရုတ်တရက်ထထိုင်လိုက်တယ်။ကျွန်တော်ကြောက်လန့်တကြာအွန်လိုင်းမိတယ်။ဘာဖြစ်တာလဲ။ဘာဘာမှမဖြစ်ပါဘူး။ကျွန်တော်ဘရင်းမောက်ကိုထက်လဲလိုက်တော့အဖွားရဲ့အရေးကမရှိတော့ဘူး။ တာမော်ရောက်တော့မယ့်အချိန်မှာဦးလေးကဂျပန်ပို့လို့တဲ့ပစ္စည်းကိုယူလာဖို့မေးသွားတာကိုသတိရသွားတယ်။ဒါမင်းသွားယူလိုက်ပါလား။ကျွန်တော်အခုလေးတွေမှာအဖွားရဲ့ထူးဆန်းတဲ့ပုံရိပ်ကိုတွေ့ခဲ့ရတော့အိမ်မပြန်ရဲဘူး။မြ мян ငါရောက်မိမိပါတွေရောလှုပ်ရှုံနေတာကျွန်တော်လဲကြောက်လန့်တကြားနဲ့အိမ်ပြန်သွားခဲ့ပါတယ်။ကျွန်တော်လဲ channel ကနေအဖွားကိုလမ်းခေါ်လိုက်တယ်။ဘာတုံ့ပြန်မှုမှမရှိဘူး။အဖွားအိမ်နေပြီလား။ပြန်မဖြေသေးပါဘူး။တိတ်ဆိတ်နေပြီးတော့အတန်တန်မှမကြားရဘူး။ကျွန်တော်အဖွားရဲ့အခန်းပရိမောင်းနာထီသွားလိုက်တယ်။ဝင်တော့မသွားရဲဘူး။ အဖွားဦးလေးကကျွန်တော်ကိုပစ္စည်းတစ်ခုယူခိုင်းလိုက်လို့အဖွားကအချိန်တော်ကြာဘာမှပြန်ပြောခဲ့ဘူးကျွန်တော်အားတင်းပြီးတော့အခန်းထဲဝင်သွားလိုက်တော့အဖွားကအခန်းထဲမှာမရှိကြောင်းသိလိုက်ရပါတယ်အဖွားပဲသွားတာလေကျွန်တော်လဲလိုအပ်တာယူပြီးအခန်းထဲကထွက်တော့မယ့်အချိန်ရုတ်တရက်ကျွန်တော်ပခုံးပေါ်လက်တစ်ဖက်ရောက်လာတယ်ကျွန်တော်လည်းကြောက်လုံလို့ဒူးတောင်ချမိသွားတယ်။အဖွားကျွန်တော်ပါအဖွားမြည်လေးအဖွားကိုကျွန်တော်ကအရန်ချစ်တာလေး။အရွယ်ရောက်လာရင်ကျွန်တော်ကအဖွားကိုမြစ်တွေတောင်တန်းတွေစီကိုခေါ်သွားပေးမှာဗျာ။အရသာရှိတာတွေလည်းအများကြီးကြွေးမှာဗျာ။ကျွန်တော်ကိုမစားပါနဲ့နော်။ ကျွန်တော်ကအသားနေတော့စားလို့လည်းမကောင်းပါဘူးတကယ်လို့ကျွန်တော်ကိုစားကြည့်ရင်ကြီးလာလို့အသားတွေပြေလာမှစားပါအချိန်ခဏကြာတဲ့အထိဘာမှမဖြစ်သွားတော့ကျွန်တော်လည်းနောက်ကိုလှည့်ကြည့်လိုက်တယ်အနောက်မှာဘသူမှလည်းမရှိဘူးကျွန်တော်လည်းတောင်ပေါ်ကိုပြန်သွားခဲ့ပါတယ်လမ်းတစ်လျှောက်ကျွန်တော်ရဲ့အနောက်ကိုတရားရောက်လိုက်လာတယ်လို့ခန်းစားမိတယ်ကျွန်တော်လည်းဦးလေးနောက်ကပဲတောက်လျှောက်လိုက်ခဲ့တယ်ဒါဦးလေးတို့ကတော့ချက်ဖမ်းရမှာတောခွေးတွေကိုဖမ်းရမှာမဟုတ်ဘူးရုတ်တရက်အဖေအော်တန်ကိုကြားလိုက်ရတယ်ဦးလေးလည်းကျွန်တော်ကိုထားခဲ့ပြီးအမြန်ပြေးသွားခဲ့ပါတယ် ဦးလေးကျွန်တော်ကိုဆောင်ပါဦးကျွန်တော်လည်းအဖေရှိတဲ့နေရာစီကိုပြေးသွားခဲ့ပါတယ်မျက်စိရှိကမြင်ကွင်းကလူကိုတုံးလို့သွားစီခဲ့ပါတယ်အဖေနဲ့တွေ့ရင်နေမှာလဲကြနေတယ်လက်တွေ့လည်းမရှိတော့ဘူးအမေကလည်းငုံနေခဲ့ပါတယ်ဘလို့ဖြစ်တာလဲငါခုနကကြက်ဖန်မှုမျက်ခင်းပေါ်ထိုင်ချလိုက်တာမျက်ခင်းထဲကနေလှုပ်သွားတယ်ငါလည်းတော့ချက်ကိုတွေ့ပြီးထင်လိုက်တာနဲ့တွားကြည့်လိုက်တော့ချက်လဲရှာမတွေ့ဘူးငါလက်ကိုတခုခုကကြိုက်သွားတာပဲအဲ့ဒီအကောင်ကြီးကအရန်ကြောက်ဖို့ကောင်းနေငါဓာတ်တော်မထုတ်ရသေးဘူးသူကငါလက်ကိုကြိုက်ချသွားတာပဲ ။ဘာကြီးလဲဆိုတာတေချာတွေ့လိုက်လား။ကြားဒါမှမဟုတ်ဝင်းပလီလဲဖြစ်နိုင်တာပဲ။ဘာကြီးပဲဖြစ်ဖြစ်အခုကစားပြီးပတ်ဝန်းကျင်ကိုတေချာတတိထားကြ။သူပြန်လာရင်လာအောင်မှာကျွန်တော်အဖေပေးမှာထူထောက်လိုက်တယ်။အကိုက်ခံရတဲ့နေရာကိုအမှတ်တမဲ့မြင်လိုက်ရတယ်။အဖြူရောင်အရာတစ်ခုကိုတွေ့လိုက်လို့ကျွန်တော်လဲတေချာကြည့်လိုက်တော့အဖြူရောင်ကြောင်စိမ့်ဆွဲသည့်တစ်ခုပဲ။အမေဒါကအဖွားဟာပဲကျွန်တော်တန်တရားဖြစ်နေတဲ့အရာကနောက်ဆုံးတော့အဖြေမှန်ကိုတည်လိုက်ရပြီ။အဖွားကမကောင်းဆိုအားဖြစ်သွားပြီးကျွန်တော်တို့ကိုစားခြင်းနေတာ။အဖေအမေဦးလေးအဖေရဲ့လက်ကိုဘသူကိုက်သွားတာလဲကျွန်တော်သိပြီ။ ကျွန်တော်လဲဆွဲသီးကိုသူတို့ကိုပေးလိုက်တဲ့အချိန်အဖွားရဲ့အတန်ကိုကြားလိုက်ရတယ်။ကလေးတို့အဖွားမင်းတို့ကိုလာခေါ်တာအဖွားကအဖေလက်ကဒဏ်ရာကိုတွေ့သွားတော့စတိုက်ငူရဲငါအဖြစ်တွေပါငါချက်သားစားခြင်းနဲ့ဆိုလိုသားအမေနဲ့ဦးလေးကအဖွားကိုနှစ်သိမ့်ပေးကြတယ်။အိမ်ပြန်ရောက်တော့ကျွန်တော်အဖွားနဲ့အတူတူမအိပ်ရဲတော့ဘူး။ဒါနဲ့ကျွန်တော်လည်းနွားတင်ကိုဘက်ကိုသွားလိုက်တယ်။ရုတ်တရက်နွားတင်ကိုအပြင်ဘက်မှာအတန်တတန်ကြားလိုက်ရတယ်။ကျွန်တော်ထွက်လာတော့လူရိတ်တရိတ်တွေ့လိုက်ရတယ်။အရေးကလက်တစ်ဖက်ပြောင်းနေပါလေ။အဖေ၊ तू ကကရင်ပေါ်မှာလှဲနေရမှာမဟုတ်ဘူးလား။ဘဲသွားမလို့ပါလေ အဖေနာမှာနောက်ထပ်အရေးတစ်ခုလည်းပါသေးတယ်။အရေးထဲကလူကစပင်ရှိရှိပြိမ့်ပိမ့်ပပနဲ့အမေလာဒါပေမဲ့တခုခုတော့လွယ်နေသလိုပဲ။အဲ့ဒီအရေးနှစ်ခုကတောင်ပေါ်ကိုဦးတည်နေပါရယ်။တောင်ပေါ်မှာဆေးရွက်တွေရှိတယ်။ဆေးရွက်ကူပြီးအဖေထံရာကိုကူမလို့လား။ဒါပေမဲ့နောက်တနေ့မှာအဖေကပြောက်သွားတယ်။ဒါနေဘလိုဖြစ်ပြီးအပြင်မှာအိမ်နေတာလဲ။နင်းအဖေကိုတွေ့လိုက်သေးလား။ဟင်မနေ့ကအမေနဲ့အတူတူတောင်ပေါ်သွားတာမဟုတ်ဘူးလား။နေအေးပြတ်တာလားငါမနေ့ကအခန်းထဲကမထွက်ပါဘူးအမေမဟုတ်ရင်မနေ့ကအဖေဘေးမှာတွေ့လိုက်ရတဲ့အမျိုးသမီးကဘယ်သူလဲ ကျွန်တော်လဲတန်တရားဖြစ်တာနဲ့အဖွားကိုသွားရှာတယ်။အဖွားလည်းမနေ့ကအခန်းထဲကမထွက်ဘူးဆိုတာသိလိုက်ရတယ်။တရက်ကြာပြီးတဲ့အထိအဖေကပြန်မလာသေးဘူး။အမေလည်းစိုးရိမ်သွားတယ်။အဖွားကပူရောင်စိတ်ပူနေသေးပါတယ်။ဒါနဲ့အမေဦးလေးနဲ့ကျွန်တော်တို့တောင်ပေါ်တက်ပြီးအဖေကိုရှာကြည့်တယ်။ကျွန်တော်လဲပြင်မလာလို့ခဏထိုင်ချလိုက်တယ်။စိတ်ပြက်လက်ပြက်နဲ့ငိုရောငိုချင်လာတယ်။အဖေတကယ်ပဲပေရောက်နေတာလေ။အဲ့ဒီအချိန်မှာကျွန်တော်သွေးအနံ့ကိုရလိုက်တယ်။ကျွန်တော်လဲအရှိကိုသွားလိုက်တော့အပေါ်ဝေးတည်းတည်းတွေ့ပါတယ်။ဒါကအဖေဟာမလားမဟုတ်မှမဖြစ်နိုင်ဘူး။ ကျွန်တော်လဲရင်ခုံစွာနဲ့တွေးနေရတဲ့နေရာကိုသွားလိုက်တယ်။ကျွန်တော်အဖေတီးသွားပြီးတကူလုံးသွေးတွေကြီးပဲအယိုးစုတစ်ခုနဲ့ခေါင်းမဲကြံခဲ့ပါတယ်။နောက်တော့အမေနဲ့ဦးလေးရောက်လာတယ်။ဦးလေးရဲ့မျက်နှာကရီလိုပဲတည်ငြိမ်နေပါတယ်။စကားလည်းတစ်ခွန်းမှမပြောဘူး။မဖြစ်နိုင်တာလုံးဝမဖြစ်နိုင်ဘူး။ဘသူကများဒီလောက်အသေးနှလုံးမရှိရတာလဲ။ဘသူကများသူ့ကိုတတ်သွားတာလဲ။ဦးလေးလေမျက်ရည်တွေနဲ့မြေကြီးပေါ်ကိုကြည့်ပြီးတော့လူတတ်တာမဟုတ်ဘူးဝင်ပလီပဲမြေကြီးပေါ်မှာခြေရာတွေရှိနေတယ်။ ဦးလေးလည်းအဖေကိုတဲပြီးအိမ်ပြန်လာတယ်။အိမ်ရောက်တော့အဖွားကအဖေရဲ့အယိုးစုကိုတွေ့တော့သူ့ရဲ့တုတ်ပြန်မှုကထူဆန်းနေပါတယ်။ငိုလည်းမငိုဘူးအယိုးစုကိုပဲငေးကြည့်နေပါတယ်။အဲ့ဒီအချိန်ရွာသူကြီးနဲ့တာအုပ်ဖုံးကြီးတွေကရွာသားတွေကိုခေါ်လာတယ်။တောက်ဆရာကြီးကအဖွားကိုလက်ညှိုးထိုးပြီးကာရာရွတ်တယ်။ကျန်တဲ့သူတွေကအကုန်အဖွားကိုကြိုးနဲ့ချီကြတယ်။ဦးလေးကအဖွားရှေ့မှာကာထားတယ်။ငါကြီးကအမေကြောက်တည်တာမဟုတ်ဘူး။မင်းဒီလိုဆက်တာနေရင်နောက်တခါတိမဲသူကမင်းဖြစ်သွားလိမ့်မယ်။ဦးလေးကအစွမ်းကုန်တာပဲမရခဲ့ပါဘူး။အဖွားကအဖမ်းခံလိုက်ရတာပါပဲ။ 3ရက်နေရင်အများသူငါရှိမှအဖွားကိုမီရှုံမှဖြစ်ကြောင်းရွာသူကြီးကပြောတယ်။အဖေကတည်ပြီးအဖွားကအဖန်ခံလိုက်ရတယ်။ဦးလေးကစိတ်သက်သာသွားတယ်။နောက်တနေ့မှကျွန်တော်ဦးလေးကိုသွားရှာတော့ဦးလေးကတယောက်တည်းအခန်းထဲမှာစကားတွေပြောနေတယ်။အသားစားခြင်းနဲ့ဟာ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 အိမ်ပြန်ရောက်တော့ကျွန်တော်အမေကိုနှစ်သိမ့်ပေးတယ်။အမေကိုတော့ထွက်မသွားစေချင်ဘူး။အဖေတည်ဆိုမှုကတခုခုတော့လွယ်နေတယ်လို့ကျွန်တော်ခံစားမိတယ်။ကျွန်တော်ရဲ့တန်တရားတွေကိုနှိုးဆွပေးတာကတော့အဖေအလောင်းပေါ်သူရဲ့ကိုကပြက်စီနေပြီမေလေဘင်းကအသားကတော့မပြက်သေးဘူး။ အမေဝင်ပလီကတားကောင်ရှာတွေ့တဲ့အခါလေဘင်းကိုအရင်ကြိုက်တင်နေမလားဟုတ်တယ်အဖေကြတော့တကူလုံးအကြိုက်ခံလိုက်ရပါပဲလေဘင်းကြမကြိုက်ခံရဘူးအမေရဲ့မျက်လုံးတွေကချက်ချင်းတောက်ပါလာတယ်တခုခုကိုသတိရသွားသလိုမျိုးပြောလို့တော့မရဘူးတားကောင်နဲ့လူကမတူဘူးလေလွယ်တဲ့နေရာကိုကြိုက်မှာပဲလေဘိုက်ကိုအရင်ဆုံးကြိုက်တာမျိုးလည်းဖြစ်နိုင်တာပဲပြောမရဘူး ကျွန်တော်လည်းတန်တရားတွေနဲ့အဖေကိုတွေ့ခဲ့တဲ့နေရာကိုပြန်သွားခဲ့ပါတယ်။ကျွန်တော်ခြေရာတွေနဲ့သွေးဆက်တွေကိုလိုက်ကြည့်လိုက်တဲ့တန်တရားတွေပိုများလာတဲ့ခြေရာတွေအားလုံးကဝင်ပလွေလာတဲ့ခြေရာတွေပဲပြန်သွားတဲ့ခြေရာမရှိဘူး။ဝင်ပလွေကအဖေအသားကိုစားတဲ့အခါခြေရာတွေကသွေးထဲမှာပျောက်သွားမှာပဲ။ဒီတော့ဝင်ပလွေစားပြီးသွားတဲ့အခါခြေရာလဲကျန်မှာမဟုတ်ဘူး။ကျန်ရင်လေသွေးတွေနဲ့ရောနေတဲ့ခြေရာတွေပဲဖြစ်မှာရေကြီးပေါ်မှာလည်းဝင်ပလေပြန်သွားတဲ့ခြေရာတွေတစ်စက်မှမတွေ့ဘူးဝင်ပလေကငါးဖေးကိုစားပြီးတော့လေထဲမှာများပျောက်သွားတာလားမဖြစ်နိုင်တာကို ကျွန်တော်တောင်ပေါ်မှာပဲရှောက်သွားနေခဲ့ပါတယ်။တောင်တက်လန်ကအရန်မဆောက်တာကြောင့်ကျွန်တော်ခြေချော်သွားပြီးမျက်ခင်းထဲကိုလဲကျသွားတယ်။ပြီးတော့ဝင်းပလီနှကောင်ကိုတွေ့လိုက်ရတယ်။ကျွန်တော်အခြေကြီးအော်လိုက်တယ်။ပြီးမှဒီဝင်းပလီတွေကတည်နေတာကိုသိလိုက်ရတယ်။ဝင်းပလီတွေရဲ့ကိုပေါ်မှာချစ်ရတခုမှမရှိဘူး။တခြားအကောင်ကိုက်ခံရတာတော့မဖြစ်နိုင်ပါဘူး။အစိတ်ပြင်းတဲ့မွေအကိုက်ခံရတာများလား။တခဏအတွင်းမှာပဲကြောက်စရာကောင်းတဲ့ခံစားချက်ကိုခံစားမိလိုက်တယ်။ငါအဖေကိုဝင်းပလီတက်တာမဟုတ်ပဲဝင်းပလီနဲ့မတွေ့ခင်ကတည်းကတည်နေတာမျိုးလေးဖြစ်နေတာပဲလေ။ ဖြစ်စဉ်တစ်ခုလုံးကိုစဉ်းစားကြည့်ပြီးတော့အဖေကအစိမ်းကြောက်တည်သွားပြီးတော့ဒီဝင်ပလီနှစ်ကောင်ကအဖေကိုတွေ့တယ်။သူတို့ကအဖေရဲ့ဘိုက်ကနေဆာဆာတယ်။အဲတော့အဖေစီကအစိမ်းတွေကသူတို့စီကိုလည်းရောက်သွားတယ်။သူတို့ကအဖေလယ်ဘင်းကိုမဆားရသေးခင်မှာပဲတည်သွားပါတယ်။ဒါကြောင့်အဖေလေဘင်းကဘာမှမဖြစ်တာပဲဒါပေမဲ့ပြဿနာကအဖေလောင်းမတိုင်ခင်ဝင်ပလီရဲ့အလောင်းကမရှိဘူးဝင်ပလီတွေကအဖေနဲ့အဝေးတနေရာမှာတည်နေတယ်ဒါပေမဲ့ဝင်ပလီတွေပြန်သွားတဲ့ခြေအားလည်းမရှိဘူးဒီတော့အဖေတက်ခံရတဲ့နောက်ထပ်ဖြစ်တဲ့အခြေတစ်ခုကလူသက်သမားကငါးဖေကိုအစိတ်ခတ်တယ် ဒီတော့ဝင်ပလီတွေကငါးဖေလောင်းကိုတွေ့ပြီးစားတယ်ဝင်ပလီတွေလည်းအစိမ့်မိပြီးသေးသွားတယ်လူသက်တဘာကတကယ်လို့ငါးဖေလောင်းပြီးမှဝင်ပလီတွေကိုတွေ့လိုက်ရတယ်ဆိုရင်တန်တရားဖြစ်ခံရမှာဆိုလို့ဝင်ပလီတွေရဲ့အလောင်းကိုလူတွေရောက်ဖို့ဝေတဲ့နေရာမှာလာထားတာပဲဒီလိုဆိုရင်ငါးဖေကဝင်ပလီကြောက်တည်တဲ့ပုံစံမျိုးဖြစ်သွားပြီလေ